27 audio channel ကိုနားဆင်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ဆရာမောင်ပန်းမွေးရေးသားထားတဲ့မြန်မာနိုင်ငံရဟန္တာနဲ့ရဟန်းသူများစာအုပ်ထဲမှာတိဝိဇာရဟန္တာလို့ကြော်ကြားတဲ့သာသနာပြုအကျော်ပြည်မြို့နိဗ္ဗိန်ဒဆရာတော်အကြောင်းကိုတင်ဆက်ပေးတော်မှာပဲဖြစ်ပါတယ်ခင်ဗျာ နေပင်နာဆရာတော်ကြီးကိုတာယာရီခရိုင်မိုးညိုမြို့နယ် AR မြင့်နီးကမြေစာကျုံးခေါ်တဲ့ရွာကြီးမှာ AD 1886ခုနိုဝင်ဘာ9ရက်1248ခုနှစ်တစောင်းမုံလာဇန်10ရက်တောက်ကြနေ့မနက်8နာရီအချိန်မှာဖွားမြင်တော်မူတာဖြစ်ပါတယ်။ခမဲတော်နဲ့မဲတော်တွေကတော့ဦးကြညိုနဲ့ဒေါ်လုံမတို့ပဲဖြစ်ကြပါတယ်။ ဆရာတော်ဘုရားစေနေသားအရွယ်မှာဝဲပေါက်ပြီးတော့လောကကြီးကိုကြောက်လာဝန်ချောင်းကိုစိတ်ဝင်စားစရာဆက်လက်တင်ဆက်ပေးကြပါတယ်တရားဝီခိုင်မိုးညိုမြို့နယ်အေရီမြစ်အတွင်းမြေစာကျွန်းဆိုတဲ့ရွာကြီးတွေဟာရှိပါတယ်။ဒီရွာကြီးမှာအဖေဦးကြညိုအမိဒေါ်လုံးမတို့ကမွေးဖားပြီးတော့ကိုင်းသမားတို့ရဲ့ထုံးစံအတိုင်းစီးကြီးများလုတ်ကင်ပြီးတော့မိဘနှစ်ပါးကိုပြုစုကြိုးမွေးကြတဲ့အတွက်ဆယ်နှစ်သားကိုရောက်လာတဲ့အခါမှာအလွန်ဆိုးရတဲ့ဝဲရောဂါများပေါက်ရွတဲ့အတွက် ျောက်ကင်းစေတတ်တဲ့စေဝါများကိုအဓိကကုသပင်နဲ့ပျောက်ကင်းခြင်းမရှိဘဲနဲ့အဓိကပြောတာကတော့အမောင်မင်းရဲ့ဝဲယောဂါတို့ဟာတစားတစားတိုးပွားလာရင် အမှုရာမကောင်းဘဲနဲ့နူနာများဖြစ်မယ်လို့ဆိုပါတယ် ဒီလိုနူနာယောဂါတွေဖြစ်ရင်အများသူကလည်းနေလို့မရပဲရွာထဲမှာမနေရဘဲနဲ့ရွာပြင်မှာတဲငင်တုံးနဲ့နေရမယ်လို့မိခင်ရဲ့ပြောဆိုဆုံးပါပါတယ်ဒီခါငါဒီကဒုက္ခမြောင်းမြောင်းလူလိုပေါ်မှာနေမယ်ဆိုရင်အဝိဒုက္ခအမျိုးမျိုးနဲ့တွေ့ရမှာအမှန်ပဲဖြစ်တယ်လို့ထိတ်လန့်ခြင်းတန်ဝေကညံဖြစ်ပေါ်လာတဲ့အတွက်လောကလူရွာမှာမနေခြင်းတော့ပဲနဲ့သာသနာတော်ဝင်ထမ်းရဟန်းဖြစ်ကိုတောင်းတမိပါတယ် အဒီစကားတို့ကဆရာတော်ကိုယ်တိုင်ရေးမှတ်တဲ့အမှတ်တမ်းဖြစ်ပါတယ်။ဆရာတော်လောင်းလျာရဲ့တောင်းတမှုကိုတောင်းတပေးနဲ့ကိစ္စတို့ကတော့ချက်ချင်းဖြစ်မလာသေးပါဘူး။ကာလကိုစောင့်ရပါသေးတယ်။ဒါကြောင့်ဆရာတော်ကမြေစွာရောက်ကြောင်းဘုန်းကြီးထံမှာငဲစဉ်အခါကစာသင်ခဲ့ရပါတယ်။ဒီမှာလဲထူးခြားတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာပြန်ပါတယ်။ ဒီလိုယဟန်ဖြစ်ကိုတောင်းတပြီးတဲ့နောက်မှာမြေစာရွာကျောင်းဘုန်းကြီးထံမှာကျောင်းသားအဖြစ်နဲ့ပညာသင်ပါတယ်။ဒီကမှာအဘိဓမ္မာတင်းညူချမ်းတို့ကိုလည်းဂရုစိုက်သင်ကြပါတယ်။ဒီကစိတ်ဆွဲလန်းအားကြီးတဲ့အတွက်ညအိတဲ့အခါမှာချင်းရင်းသားကမိထွန်းထားသလိုတခါတခါဖြစ်ရနေတဲ့အခါဘယ်နဲ့လဲ ငါ့ရဲ့ချေးမှာဘသူလာ၍မီးထုံးတယ်လဲလို့ထင်မှတ်တဲ့အတွက်ထ၍စမ်းတဲ့အခါပျောက်၍သွားပါတယ်။ဒီလိုမကြမကြပေါ်ပေါက်လာပေနဲ့တရားသဘောရဲ့လို့မသိပါဘူး။အဲတခါမှာညာဘက်လက်မှာမှာကျွတ်နုတစ်လုံးပေါက်တော့အမိကိုပြတဲ့အခါမှာမိခင်ကကျွတ်နုပေါက်ရင်နူတတ်တယ်လို့ပြောတဲ့အတွက်ကြောင့်မိမိတို့အိမ်နဲ့မျက်နှာချင်းဆိုင်အိမ်မှာခြေတူလက်တူအနူကြီးတယောက်ကရှိပါတယ်။ဒီအနူကြီးကဲ့သို့လက်မတူသွားမှကိုကြောက်တဲ့အတွက်ကျွတ်နုပေါက်တဲ့လက်မကိုစုပ် အဲ့တဲ့အခါမှာတကောင်းရံအချိန်လောက်မှာနိုးတဲ့အတွက်စိုးရိမ်မကင်းတဲ့အတွက်လက်မတူမဆုပ်လို့လက်နဲ့ဆုပ်ထားရလက်မတူသွားပြီးရှာမတွေ့ကြောင်းပြောပြပါတယ်အဲမိခင်ကလည်းအဟုတ်မှတ်ပြီးတော့အရေးကြီးစမ်းသပ်ကြည့်တဲ့အခါမှာလက်မကို တွေ့ပါတယ်ငါသားလက်မအရှိသားပါလားလို့ပြောတော့မှလက်မကပြန်၍ပေါ်လာပါတယ်ဒါကတရားသဘောတိုင်းဖြစ်ဒီကိုတရားသဘောမှန်မသိသေးတာဖြစ်ပါတယ် ဆရာတော်အလောင်းလျာက၅နှစ်သားအရွယ်မှာပဲရှင်သာမဏေဖြစ်ကိုရောက်ပါတယ်။ရှင်သာမဏေဘဝမှာပဲဝင်းနည်း၅ချမ်းကုန်ခဲ့ပါတယ်။အံဩဝေကောင်းလွန်လာပါတယ်။ဒီလိုတောင်းတတဲ့စိတ်ဆန္ဒအတိုင်း၁၅နှစ်သားအရွယ်ကိုရောက်တဲ့အခါမှာမိခင်ရဲ့မောင်ဦးလေးကမြေစွာရွာကျောင်းဆရာတော်ထံမှာရှင်ပြုပေးတဲ့အတွက်ရှင်သာမဏေအဖြစ်ကိုရောက်ရတဲ့အခါအလွန်အမင်းဝမ်းမြောက်ပါတယ်။ ဒီလိုရှင်သာမဏေအဖြစ်မှာပဲတက်တက်လွန်စားခြင်းချူးချံခြင်းအမှုတို့ကိုပြုပြီးတော့ပညာကိုလည်းကျူးစားပါတယ်။ဒါကြောင့်တရာတင်းဂျူပါဠိမောဝင်းကြီး၅ချက်တို့ကိုသာမဏေဘဝနဲ့ပဲကုံခြင်းကို ရောက်ပါတယ်။ဒီလိုပရိယတ်တိဓမ္မတွေသင်ကြားနေပင်နဲ့လူသူမဏိတောတောင်ကြီးထဲမှာတကူဒီစုတ်ခွာပြီးတော့နေမယ်ဆိုတဲ့အကြံကလည်းမကြာခဏဖြစ်ပေါ်ပါတယ်။ဒါကြောင့်ငါးဒီကအလုံးစုံသောအယက်ဌာနကိုလှည့်လည်ကျဆားပြီးတော့တစ်တပင်မှတစ်တပင်ကိုတောတောင်တစ်ခုမှတောတောင်တစ်ခုကိုတွားရရင် င်ကောင်းမယ်ဒီလိုရဟန်းအဖြစ်မျိုးကိုရရင်အရာတော်ပြီစွာလို့စိတ်ကူးဉဏ်ဖြစ်ပါတယ်ဆရာတော်ရဲ့စိတ်တူဒီကတောထွက်ရန်သာအမြဲတောင်းတလျက်ရှိပါတယ်။ဒါပေမဲ့တုံးမထွက်ဖြစ်သေးပါဘူး။စာကူသာလှဲ့လေတည်နေရပါတယ်။ဒီမှာထူးခြားတဲ့အချက်တစ်ခုကမြမလူတီလာပေးခြင်းဖြစ်ပါတယ်။ဆရာတော်ရဲ့မူရင်းမှတ်စုမှလည်းအခုလိုမှတ်သားထားတာတွေ့ရပါတယ်။အော်ငါဒီကတောင်းစင်တောင်းပြား ြောင့်မြောင်ကြားတို့မှထိတ်လန့်ခြင်းတရားစွန့်ပယ်ရှားပြီးတော့အဖေါ်မမီးတယောက်ထိတွားရပါမှုကောင်းလေစွာ ဒီယဟန်အဖြစ်မျိုးကိုရခြင်းသည်အရာတော်ပြီစွာအော်ငါဒီကကောက်ကြည့်စင်လဲစိတ်မိုက်စိတ်မွဲစောင်းတီးယောက်ျားစောင်းသမားကဲ့သို့မလျှော်မတင်းစောင်းကျိုးညင်းသလိုဘဲခါကာလဘဲချိန်ကြမှာ ကမ္မထန်တရားကို အားထုတ်ရပါအန်ဤဤကဲ့သို့အကျံစီများသည်လွန်စွာ ဖြစ်ညာတော်လဲယဟန်ဝါနှဝါရမှာပခုတ်ကူဆရာတော်ဥက္ကန္ဒထံသို့၎င်းမန်လီဖျားကြီးတိုက်ဆရာတော်ဥညာဏထံသို့၎င်းပညာသင်ရောက်လာတဲ့အခါသင်ကြ ားထားတဲ့ပရိယတ်တိအစွမ်းမန်အဟုံဖုံးလွှမ်းလာတဲ့အတွက်ငယ်ရွယ်စဉ်ကတောထွက်မယ်လို့ကြံစီခဲ့တဲ့စိတ်အခြင်းကလည်းပျောက်ွယ်လို့သွားပါတယ်။ယဟန်ဝါလေးဝါရတဲ့အခါမှာတောထွက်ရန်စိတ်များဖြစ်ပေါ်လာပြန်တဲ့အတွက်ကိလေသာကိုခါထွက်ထက်သောဒူတင်တရားများကိုစူးစမ်းပြီးတော့အားထုတ်ပါတယ်။ ဘိုးကစိတ်ကြံပေါ်လာတာကတော့ငါတို့မြန်မာလူမျိုးများကမြတ်စွာဘုရားဆုံးမတော်မူတဲ့တရားတော်ကိုပါဠိမြန်မာနှစ်ဘာသာရောရွှေရည်သာတီလာပေးခြင်းတီလာခံယူခြင်းပြုလုပ်လေရှိတယ်။မြန်မာဘာသာတတ်တတ်နဲ့တီလာပေးခြင်းတီလာခံယူခြင်းမပြုကြဘူး။ထို့အတွက်မြန်မာဘာသာတတ်တတ်တီလာပေးတီလာယူ ရေးသားရင် ကောင်းလိမ့်မယ်လို့ကြံစီမိခိုင်မှာမြန်မာလူတီလာပေးပုံကိုရေးသားလိုက်ပါတယ်။ ၎င်းမြန်မာလူတီလာပေးခြင်းကိုဆရာတော်ငယ်စဉ်ကပင်တီလာခံယူတဲ့အခါမှာမြန်မာလူပေးလေရှိပါတယ်။ဆရာတော်ရဲ့မှတ်စုမှာဒီကဲ့သို့ရေးသားထားတာဖြစ်ပါတယ်။စီအရောရဟဝါ6ဝါရတဲ့အခါမှာလူသူမနီတောမြန်ကြီးကိုကိုရီးစုတ်ခါသွားလို့တဲ့စိတ်အကြံကပြင်းပြင်းပြပြဖြစ်ပေါ်လာပါတယ်။မြေမျိုးပထိုးကြီးစီအရောကြီးကိုမိမိရဲ့စိတ်အကြံကိုရှောက်ထားပါတယ်။ တို့ကြီးဆရာတော်ဘုရားကတော့ငယ်သေးတဲ့အတွက်စိုးရိမ်မကင်းရှိတဲ့အတွက်တားမြစ်ဆိုင်ငံ့ထားတဲ့အတွက်ကြောင့်တောထွက်ဖို့ကိစ္စကိုခဏအောင်ဤတီးခံနေပါတယ်။ဒီကမှာနေ့အခါမှာဗဇင်းငယ်များနဲ့တာမဏိငယ်များကိုစာဝါများတင် जा ပို့ချပေးပြီးတော့စိတ်ငြိမ်တဲ့ညာချမ်းအခါမှာကပ္ပဏန်တရားများနှလုံးသွင်းပါတယ်။ဒီလိုနှလုံးသွင်းမြင်တဲ့ဘာတစ်ခုမှထင်မြင်ခြင်းမရှိကြပါဘူး။မရမြင်တဲ့လဲတိုးထွက်ဖို့ရဲ့စိတ်အကြံကိုတော့မလျှော့ပါဘူး။ ဒီလိုတောထွက်တော့မယ်လို့စင်ရင်စဉ်းစားကြိုက်မှာအခྱི་သွားလာရတဲ့အတွက်တပိတ်အိတ်ကလေးတစ်ခုပြည်စုံမို့အလုံးမင်းစိတ်အားထက်သန်နေပါတယ်ဒီခိုင်မှာနေ့စဉ်မပြတ်ဆုံးရက်ခါနေတဲ့ရွာသိရွာလဲသမားဆရာကြီးဦးတာပြောဆိုသူကရွာသိရွာသားဒါယကာများနဲ့တိုက်မိပြီးတော့တပိတ်ပိတ်ခရလွဲစရာအိမ်ပြားဝိုင်းဝန်းလှူဒန်းကြတော့မှမိမိကြံစည်တဲ့အတိုင်းအောင်မြင်ခြင်းကိုရောက်တဲ့အတွက်ဝမ်းသာခြင်းဖြစ်ရပါတယ် ဒီခါတပိတ်ပိတ်ခရလွဲစရာတပိတ်အိမ်များပြည်စုံလို့တောထွက်ရန်အချိန်တန်ပြီလို့ဆုံးဖြတ်ပြီး AD 1912ခုနိုဝင်ဘာ16ရက်စနေနေ့1924ခုနှစ်တစောင်းမုံလာဆန်းရှိရဲ့ညနေ9နာရီအချိန်မှာတုတ်တန်ဝင်းနီးအပြည့်မှာကြံပေါင်းကိုစားပေးပို့ချကာနေတဲ့နောင်တော်ရဟန်းကိုလှူဒန်းခြင်းပြုခဲ့ပါတယ်။ ဒီလိုလှူဒန်းပြီးတဲ့နောက်မှာလဲနောင်တော်ရဟန်းတော်ကိုကတော့ဆရာတော်သည်တောထွက်တော်မူခဲ့ပါတယ်ဒီလိုတောထွက်တော်မူတဲ့အခါမှာနောင်တော်ရဟန်းကညီတော်ရဟန်းအားတောဆက်အထိလိုက်လံပို့ဆောင်ပေးခဲ့ပါတယ် ဒီလိုနဲ့မဲမောင်ရေတန်းတောင်စင်တောင်တန်းတွေကိုတတဖြည်းဖြည်းရှောက်ခါရှောက်ခါတယောက်တည်းသွားပါတယ်။ဟောင်းနွမ်းဆုပ်ပြက်နေတဲ့ကျောင်းပြက်ကလေးတစ်ခုကိုတွေ့တော့ကျောင်းထက်ကိုတက်အဖော်မမိတယောက်ထီးတဲ့အာနာဘာနာကမ္မထန်းကိုနှလုံးသွင်းပြီးတော့နေပါတယ်။မနက်မိုးတော့အလင်းရောက်တဲ့အခါမှာမျက်နှာတင်းချင်းကရေကိုရှာပါတယ်။ဒီတောင်ရဲ့အဆုံးမှာရေငယ်တစ်ခုကိုလည်းတွေ့ရပါတယ်။ဒီကရေစစ်တဲ့ရေကိုစစ်ကတွင်စေးချင်းမျက်နှာတင်းချင်းကိုပြုတ်လုပ်ပြီးတဲ့နောက်မှာအာနာဘာနာကမ္မထန်းကိုနှလုံးသွင်းပါတယ်။ ဆုံးခံတဲ့အခါမှာနီးရလာတဲ့အခါမှာတအိမ်ကနေတအိမ်ကိုရက်ရွာတဲ့ဝင်ဆုံးခံပါတယ်။နေလရှင်နေနေထိုင်တဲ့ရွာငယ်တစ်ခုကိုဝင်ပြီးတော့ဆုံးရက်တဲ့အခါမှာတဒါရှင်လန်းပြီးလူကြတဲ့ဆုံးနှက်ခွက်ကိုရပါတယ်။ဒီလိုမပြည့်မစုံဆုံးနှက်ခွက်မျှတာဖို့မရှိသေးတဲ့အတွက်ရှေ့ကိုဆက်ပြီးတော့ပွင့်လာတိမ်ကုန်းရွာဘက်ကိုလှမ်းထွက်ပြီးတော့ဆုံးခံပါတယ်။ဒီအခါမှာလုံစွာကြမ်းတမ်းတဲ့ဆုံးနေကြီးနှက်ခွက်ကိုရတော့ စုံလေးခွက်စုစုပေါင်းပြီးမျှတာလေးပြီးလို့နှလုံးသွင်းပြီးတော့ရှွညုံလို့ရှိတဲ့လမ်းကြီးကိုရှောက်ခါရှောက်ခါလာခဲ့ပါတယ်ဒီကမှာခိတ္တနေထိုင်တဲ့သင်္ကန်းကျောင်းကိုမကြခင်မှာရောက်ပါတယ်။ဒီအတွက်စုံးကိုဖုံးပေးပါတယ်။ ဆုံးဖုံးပေးပြီးတဲ့အခါတောက်ဆရာရေးမရှိတဲ့အတွက်ရေးအငယ်ကိုသွားပါတယ်ဒီနောက်မှာတဲပင်အရိပ်မှာအခင်းကိုခင်းပြီးတော့ဆုံးကြီးတက်တက်စားမပါဘဲနဲ့မျှတောင်းအောင်ဖုံးပေးပါတယ်ငားရဲလောက်ကြာမှာတီလာရှင်တို့ကတိကြတဲ့အတွက်အသားမပါတဲ့တိတိတိရွယ်များကိုလှူဒန်းကြတဲ့အတွက်ကြောင့်တီလာရှင်များလှူဒန်းတဲ့ဆုံးကိုမျှတားပြီးတော့မိမိရဲ့အာနာပါနာအလုပ်ကိုအားထုတ်လိုက်တဲ့အခါမှာ15ရက်လောက်ကြာတဲ့အခါမှာအာယုံနမိတ်တွေပေါ်လာပါတယ်ဒီအခါမှာငားရဲ့နှာသီးဝါမှာဗာကြီးပေါ်နေပါလိမ့်လို့မဝင်ခွဲနိုင်တဲ့ အတွက်အင်ဂျင်မြောင်ဆရာတော်ဘုရားကြီးထံကိုသွားရောက်ရှောက်ထားပါတယ်။ဒီကအင်ဂျင်မြောင်ဆရာတော်ဘုရားကြီးကခွဲခြားပြီးတော့အမိတ်ရှိတဲ့အခါမှာတေဇာဂန္ဓာနာနာတိရတဲ့အတွက်ဆရာတော်ကြီးကိုယုံကြည်အားကိုးကျေးဇူးတင်မိပါတယ်လို့ဆရာတော်ရဲ့မှတ်တမ်းမှာရေးသားထားပါတယ်။စိတ်တို့သည်တစ်ချိန်နဲ့တစ်ချိန်မတူကြပါဘူး။ရွယ်နှုချိန်မှာရွယ်နှုရဲ့အတွေးကိုတွေးပြီးတော့အရွယ်ရင့်တဲ့အခါမှာအရွယ်ရင့်တဲ့အတွေးကိုတွေးကြပါတယ် ပရိယတိမန်ကလည်းအလွန်ခက်ထန်ပါတယ်။ကြီးလင်ကြီးမန်တိမကောင်းပါတယ်။ငယ်လင်လည်းငယ်မန်တိမကောင်းပါတယ်။တတိထားကြပါလို့ဆရာတော်ကအောက်ပါအတိုင်းဖွင့်ဟထားတာရှိပါတယ်။အရှိအခါကအင်ဂျင်မြောင်ဆရာတော်ဘုရားထင်ရှားပင် ရှိပင်နဲ့ဒီဆရာတော်ဘုရားသည်ငါတို့နဲ့ဘာထူးမှလဲငါတို့လည်းပြည့်ရတီကျမ်းအရှိကိုသိတယ်ဆရာတော်ဘုရားသည်ဒီအကျမ်းအတိုင်းသိတာဘာထူးမှလဲလို့ထင်မှတ်ပြီးတော့ပြည့်ရတီမန်ခံတဲ့အတွက်ဒီဆရာတော်ကြီးထံကိုမသွားဘဲနေခဲ့ပါတယ် ရိယပရိပတ်ခွဲခြားထားတဲ့အတွက်ပရိယတက်ယုံနဲ့နားမလည်နိုင်ပါဘူးပရိပတ်ကိုလည်းကျွမ်းကျင်အောင်အားထုတ်ထားမှ ကောင်းမှာဖြစ်ပါတယ်ပရိယတိမဟာလည်းအလွန်ကိုခတ်ထံပါတယ်ကြီးမန်းမသိငယ်မန်းမသိဖြစ်တတ်ပါတယ်ကြီးလင်ကြီးမန်းသည်မှကောင်းပါတယ်ငယ်လင်ငယ်မန်းသည်မှကောင်းပါတယ်တတိထားကြပါဒီနောက်မှာမိမိမှာပေါ်ပေါက်လာသမျှတရားကိစ္စအဝဝကိုဆရာတော်ကြီးကိုရှောက်ထားတဲ့အတွက်ဆရာတော်ကြီးအမိန့်ရှိတဲ့အတိုင်းအားထုတ်ခဲ့ပါတယ် ဒီလိုနဲ့နေထိုင်လာလိုက်တာ9လကျော်6လခန့်အကြာပါနွေရာသီမှာရေမှုကြောင့်တကားတစုလူကမကရွတ်ခေါ်ကုန်းမီပေါ်မှာသင်ငန်းမိုးထားတဲ့ကျောင်းတစ်ဆောင်ဆောက်လို့လှူဒန်းကြပါတယ်။ဒီကျောင်းကိုပြောင်းရွှေ့နေခိုက်မှာ3လရဲ့အကြာမှာမီးလောင်တဲ့အတွက်အားလုံးဒဏ်ကာများစိတ်မချမ်းသာဖြစ်ကြပါတယ်။နောက်ထပ်တစ်ပန်းဈေးညံကျောင်းတစ်ဆောင်ထပ်မံဆောက်လို့လှူဒန်းကြပြန်ပါတယ်။ဒီဈေးညံကျောင်းမှာမျှတအနေစင်မှာတကူးကာလအခါသမယကိုရောက်တဲ့အခါမှာ ပြည်မြို့ပေါ်မှာရှိတဲ့ចောင်းဆရာကြီးဦးရာကျော်ဆိုသူကသူ့ရဲ့စိတ်ထားအရာဒီចောင်းဝန်းကိုနိုင်ပင်သားလို့တိုင်စီအောင်ရေးသားထားတဲ့အတွက်အခုတိုင်နိုင်ပင်သားလို့အမည်တွင်ရတာဖြစ်ပါတယ်နိုင်ပင်သားဆိုတဲ့အမည်ကတော့ AD 1933ခုနှစ်ကစတင်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်အင်းကြီးမြောင်ဆရာတော်ဘုရားကြီးနဲ့၄နှစ်မြတ်သာနေလိုက်ရပါတယ်ဆရာတော်ဘုရားကြီးပြန်လည်တော်မူတဲ့အခါမှာအာကူရမဲတဲ့အတွက်မြန်မာနိုင်ငံတဝန်းလုံးကမ္ဘာထမ်းဘတ်ဆိုင်ရာတို့ကိုလိုက်လံစုံစမ်းပါတယ် ။ရင်ချင်းမြောင်ဆရာတော်ဘုရားကြီးပြန်လည်တော်မူတဲ့အခါမှာပြည်နိဗ္ဗာန်ဆရာတော်ရှင်သီရိကတတော်ထွက်တတော်ဝင်ကမထမ်းဘတ်ဆိုင်ရာများကိုလိုက်လံစုံစမ်းတော်မူပါတယ်။ဒီမှာဆရာတော်ကပြည်ကနေရန်ကုန်ကိုရောက်ပါတယ်။ပဲခူးကိုလည်းရောက်ပါတယ်။တထုံကိုလည်းရောက်ပါတယ်။မင်းကုန်းဆရာတော်ကြီးထံကိုလည်းရောက်ပါတယ်။တိကျတော်ဆရာတော်ဥဒီလောက လေဒီဆရာတော်ဖျားစကိုင်းဘက်ကဂေါတိတာဝန်ဆရာတော်မဟာကန်းနိုင်ဝန်ဆရာတော်ကြီးထံ နေရာဆောင်အောင်ရောက်ပါတယ်ပြင်မနာမန္တလေးစသည့်နေရာများကိုလည်းရောက်ခဲ့ပါတယ်ဆရာတော်ကအင်ဂျင်မြောင်ဆရာတော်ကြီးအလောင်းတော်ကိုတကြိုပြီးတဲ့နောက်များမကြာခင်မှာသူရိယသူမနာဩဘာသတပြည့်သုံးပါဒါရကတယောက်နဲ့ပြည်မြို့ကနေရန်ကုန်ကိုသွားပြီးတော့ရွှေရီကုန်ဘုရားကိုဖူးမြော်ပါတယ် ဂုံတော်ဘောကိုတက် ဖရာဘူးခိတာနားပြီးတော့မှယထာချိန်နီးခဲ့တဲ့အတွက်ဘကူးမြို့ကိုဆက်လက်သွားပါတယ်ဘကူးမြို့ကတော့တညာနာရွှေမတော်ဖရာကိုဖူးပြီးတော့တထုံကိုဆက်ပြီးတော့ယထာစီးပါတယ်တထုံကိုရောက်တဲ့အခါမှာတထုံရွှေဆိုင်ရန်ဖရာကိုလည်းဖူးမြော်ပါတယ် အဲ့တော့မှတပည့်သုံးမနဲ့ခွဲခွာခဲ့ကြပြီးတော့ကပ္ပိယတယောက်ကိုခေါ်ဆောင်ပြီးတော့ဖြူးမြို့ကိုအရောက်သွားပါတယ်။ညနေချမ်းအခါမှာဖြူးမြို့ကိုရထားစိုက်တဲ့အတွက်တတိဥတ္တအိမ်မှာနှစ်ရက်ခန့်နားနေပြီးတော့တိချတောင်ဆရာတော်ဥဒီလောကထံကိုစုံစမ်းဥဒီလောကဖိုးဝင်ကိုက်နဲ့ကြုံကြိုက်နေတဲ့အခါဖိုးယုံကထွက်လာမှတွေ့ရတဲ့အခါတော့ဘာတခုမှမစုံစမ်းတော့ဘဲနဲ့အလွတ်အလာဘတလာဘစကားများကိုသာပြောပြီးတော့ပြန်ခဲ့ပါတယ်။ ဒီကတတိဥဒကဘာများစုံစမ်းခဲ့ပါတလဲလို့မေးလိုက်တော့ဖူယုံကထွက်လာခဲ့ဖြစ်လို့ဘာကိုမှမစုံစမ်းခဲ့ပါကြောင်းပြောတဲ့အခါမှာတတိဥဒကရှောက်ထားတာကတော့အရှင်ဘုရားမကျင့်တဲ့ရင်လေဒီဆရာတော်ကြီးထံကိုကြွပါလားလို့ဆိုပါတယ်ဒီကလေဒီဆရာတော်ကြီးဖံကိုရောက်ရင်ကျင့်တဲ့ပါလိမယ်လို့ရှောက်ထားတဲ့အတွက်ပြင်းမနာမြို့ကိုသွားလေဒီဆရာတော်ဘုရားကြီးတရင်သုံးတဲ့အင်ဂျင်မြိုင်တောရအထိရောက်လာပါတယ် ဒီအခါမှာလေကြီးဆရာတော်ဘုရားကြီးကရွှေမြို့တော်ကိုတရားတော်ဟောနေခဲ့ဖြစ်တော့မတွေ့ခဲ့ရပါဘူးတညအိတ်နေပြီးတော့နောက်တနေ့မနက်3နာရီလောက်မှာပြန်ကြွလာပါတယ်ဆရာတော်ကြီးကိုစောင့်ဆိုင်းနေခဲ့ညဘက်အိမ်မက်မြင်မှတ်တာကတော့မိမိဝတ်ထားတဲ့သင်ငန်းတို့ကအားလုံးကိုဆွတ်ဆွတ်ဖြူ၍နေဒီကို မြင်မှတ်ပါတယ်ဒီအိမ်မက်အကြောင်းကိုကပ္ပိယကိုပြောပြတဲ့အခါကပ္ပိယကတပည့်တော်လည်းအိမ်မက်မြင်မှတ်တဲ့အခါမှာတပည့်တော်ရဲ့ပါဇက်ထဲကထွက်လာတဲ့ကြီးတွေမှာတကောင်းမှခေါင်းမပါပဲမြင်မှတ်ပါကြောင်းရှောက်ထားပါတယ် ဒီအိမ်မက်ကိုမွေခွဲနိုင်ရှိနေကြခိုင်မှာဆရာတော်ကြီးပြန်ရောက်လာတဲ့အတွက်သွားပြီးတော့ခရော့ပါတယ်ဆရာတော်ကြီးကဘဲကပါလဲလို့မေးမြန်းတော့ပြည်ကဖြစ်ကြောင်းနဲ့ဆရာတော်ကြီးမြန်အောင်မြို့ကိုတရားဟောသွားကြစဉ်မှာအင်ဂျင်ပြောင်ဆရာတော်ဖះနဲ့အတူသင်းမောမှာလာ၍ခရော့ပါကြောင်းတို့ကိုရှောက်ထားတော့မှာဩအေးအေးတိပြီကွာမင်းရှောက်ချင်တာကိုညကြမှာလာရှောက်လို့အမိန့်ရှိပါတယ် ဒီလိုဆိုရတဲ့အတွက်ပြန်ခဲ့လိုက်ပြီးတော့မနက်မိုးတောင်ဆန်ပြုတ်တောက်ပြီးကမှမိမိရှုပ်ချင်တာကိုတော့ရောက်ရှောက်ထားပါတယ်။စိတ်ကျဉ်တဲ့လောက်အောင်အမိတ်ရှိတဲ့အတွက်ရှုပ်ထွေးနေတဲ့အရှုပ်များလည်းရှင်းသွားတော်မူပါတယ်။ ဒိဋ္ဌိနဲ့ဝိစီကိစ္စအကြောင်းရှင်းလင်းပြတော်မူပါတယ်။နောက်ရက်များမှာမိမိအလိုရှိရာကိုရှောက်ထားတဲ့အခါမှာကျေနဲ့လောက်အောင်အမိတ်ရှိတော်မူတဲ့အတွက်၄၅ရက်လောက်ရှောက်ထားပြီးတဲ့အခါမှာမန္တလေးကဆရာတော်ကြီးကိုပင့်လျှောက်တဲ့အတွက်ဆရာတော်ကြီးနဲ့အတူပါသွားပါတယ်။လေဒီဆန်ကျောင်းမှာတညအိပ်ပြီးတဲ့နောက်မှာငယ်စဉ်ကစာတက်ခဲ့မှုတဲ့ဘုရားကြီးတိုက်တိုက်ကျက်ဆရာတော်ဘုရားဦးညာနာကိုတွားရောက်ကြတော့ပါတယ်။ဒီနောက်မှာသခိုင်းဘက် ဂေါ်ဒီတော်ဝန်ဆရာတော်ကြီးတံမှာ၄၅ရက်နေပြီးတော့စုံစမ်းပြပါတယ်။ဒီဆရာတော်ကြီးကအဆုံးမပေးတဲ့တရားများကိုနားနေစမှာငါတို့ဥပိ္ပဇေဆရာတော်အမိတ်ရှိဘူးတာကတော့ဂေါ်ဒီတော်ဝန်ဆရာတော်ကြီးကရဟန်းကိစ္စပေးတဲ့အနေမျိုးအမိတ်ရှိဘူးပါတယ်။အခုဆုံးမတဲ့ဇကားကတော့အကျမ်းပဲရှိပါသေးသလားလို့စဉ်းစားမိပြီးရှောက်တဲ့အခါမှာ အရှင်ဘုရားမိမိကိုယ်ကိုဖြစ်စေသူတစ်ပါးကိုဖြစ်စေကြိလိုက်တဲ့အခါမှာကိုယ်ရဲ့လို့ရှာမတွေ့တော့ဘဲနဲ့တရွတ်ရွတ်ပြက်နေတာကိုပဲမြင်ရင်ဘလို့ပါလဲ ဲဖះလို့ရှောက်ထားတဲ့အခါမှာအေးဒီလိုမင်နာကတော့အကောင်းဆုံးပဲကွရုပ်တရက်မမြင်နိုင်ကြဘူးလို့အမိန့်ရှိပါတယ်ဒီနောက်မှာဂန္ဓာယုံဆရာတော်ထံကိုသွားပြီးစုံစမ်းပြပါတယ်ဒီကဂန္ဓာယုံဆရာတော်ဘုရားကြီးကဒီလိုလဲရှိတယ်ကွတချို့ကတမထနဲ့စာကိုပြစ်ပယ်ပြီးလောက်ကြတာတွေလည်းရှိတဲ့အကြောင်းအမိတ်ရှိတော်မူပြီးတော့ကာမလောကီအစရှိတဲ့စာကိုရွတ်ဆိုပြတော်မူပါတယ် အဲဒီလိုမြင်ဘာလို့ပါသေးတယ်လဲဖရားလို့ရှောက်တဲ့အခါမှာဒီလိုမြင်ရင်ဒီပုတ်ကိုပောက်တဲ့ပုတ်ကိုပဲလို့ဆိုရမယ်လို့အမိန့်ရှိလိုက်ပါတယ်ဒီနောက်မှာနံပါတ်ကိုဆက်လက်ရှောက်ထားတဲ့အခါမှာဆရာတော်ကြီးအမိန့်ရှိတာကဆရာတော်ကြီးကျမ်းမာရေးနဲ့မပြည့်စုံတဲ့အတွက်ကောင်းကောင်းစကားပြောရမရခြင်းကြောင့်သိခံပါတဲ့အကြောင်းအမိန့်ရှိတဲ့အခါကျမှဂေါဒီတာဝန်ချောင်းကိုပြန်ခဲ့ပြီးနောက်တရက်မန္တလေးကိုပြန်ဒီနောက်မှာမိမိနေရဌာနပြည်မြို့ကိုတင်မောနဲ့ပြန်ခဲ့ပါတယ် လေဆီယာတော်အပားမှာ၄-၅ရက်ခန့်နေပြီးတော့လေဆီယာတော်နဲ့အတူမန္တလေးကိုခရီးဆက်ခဲ့တဲ့အခါမှာပြန်ကန်ဒီမှာလေဆီယာတော်ကကိုနေဗိန်နာတို့တောထဲမှာနေရဲဆိုတာအန်ဒီရဲများတယ်။ကဲအရန်တားလေးစွန့်ရသေးတာဗောလို့ဆိုပြီးတော့လက်ဖွဲ့တစ်ခုချီးမြှင့်လိုက်ပါတယ်။ဆီယာတော်ဖျားကြီးချီးမြှင့်ရတာယူခဲ့ရပါတယ်။စိတ်ထဲမှာတော့မပါလာပါဘူး။ကြောင်းရတော့ဖျားစင်မှာပဲအမှတ်တမဲ့ထားလိုက်ပါတယ်။နောက်တစ်ချိန်လေဆီယာတော်ဖျားကြီးနဲ့တွေ့တဲ့အခါမှာဆီယာတော်က ကိုနေပိန်သားတို့ကျုပ်ကိုတော့မယုံပဲရှိတာကိုပြလို့အမိတ်ရှိတဲ့အတွက်အံ့အားသင်ခဲ့ရပါတယ်။လဲဒီဆရာတော်ကြီးတိတကူလို့ထက်စင်ဝမ်းမြောက်ခဲ့ရပါတယ်။ဒီစကားတော့ဆရာတော်ကိုယ်တိုင်ရေးမှတ်ထားတဲ့မှတ်တမ်းများဖြစ်ပါတယ်။ ဒေဝိဇာယဟန္တာလို့ဆိုကြတဲ့ပြည်မြို့နိဗ္ဗိနဆရာတော်ဘုရားကြီးက1989ခုနှစ်ဖေဖော်ဝါရီလ17ရက်1338ခုနှစ်တဘူရဲလာပြီကျော်ကိုရဲတောက်ကြနေ့မနေ့2နာရီ15မိနစ်တက်တော်92သိက္ခာတော်82ဝါရမှာသုတိကမ္မဇယုတ်ချုပ်ငိမ့်တော်မူတာဖြစ်ပါတယ်ခင်ဗျာ မူရင်းစာရေးဆရာဆရာမောင်ပန်းမွန်းနဲ့နားဆင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာ